ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးတဲ့တဲ့အောင်လမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ် International Break မှာ Nations League ပြိုင်ပွဲရဲ့ Semi Final နဲ့ကျွန်တော်တို့ Portugal နဲ့ Germany ရဲ့ပွဲရှိတယ်။တစ်ပတ်က Spain နဲ့ပြင်သစ်ရဲ့ပွဲရှိတယ်။အဲ့ဒါက Nations League ရဲ့ Semi Final နဲ့ပွဲစဉ်တွေဖြစ်တယ်။ဒါအပြင်တခြားတခြားသောပွဲစဉ်တွေတော့များများကျွန်တော်တို့ရှိကြတယ်။အခုလောလောဆယ်အနေထားရကျွန်တော်ဘောလုံးပေးတဲ့တဲ့အတွက်တောင်အမေရိကဆိုရင်ကမ္ဘာဖလားချစ်စပွဲနဲ့ အာရှတိုက်ကချေစပွဲတွေတော်တော်များများလေးရှိတယ်။တခါဥရောပမှာဆိုလဲ FIFA ရဲ့ World Cup Qualifying ချေစပွဲတွေရှိတယ်ဗောလေ။ဆိုတော့ချေစပွဲကအခုလောလောဆယ်မှာဥရောပရဲ့ထိပ်တန်း၄နိုင်ငံရဲ့ Germany ရဲ့ Portugal ရဲ့ Spain ရဲ့ပြည်သစ်ရဲ့ဒီ၄နိုင်ငံက Nations League ပြိုင်ပွဲရဲ့ Semi-final နဲ့တွေ့မယ်။ အာရှဘက်ကအာရှဆုံခြေစပွဲရှိတယ်တတိယအဆင့်ခြေစပွဲခြေစပွဲအောင်ထားပြီးသားအသင်းတွေရှိတယ်တစ်ဘက်ကဥရောပဘက်မှာဒါကမ္ဘာပလာခြေစပွဲတွေရှိတယ်ပြီးတော့တောင်မေကတိုက်ကတောင်မေကတိုက်ရဲ့ခြေစပွဲတွေရှိတယ်ဆိုတော့ကျွန်တော်တို့အခု FIFA World Cup ပြိုင်ပွဲကြီးကျင်းပမှုကတိတ်မလို့တော့ဘောလေ2026ဂျိုလာမှာကျင်းပမယ့်အချိန်မှာအခုလောလောဆယ်နေတာရ အင်ရှင်၃သင်းနဲ့အတူခြေစပွဲအောင်တဲ့အသင်းတွေကတော့ထွက်သင်းတော့ထွက်လာပြီဆိုတော့အခုလောလောဆယ်အနေထားအရကမ္ဘာဖလားခြေစပွဲပြိုင်ပွဲတွေမှာဘလုံးပြိတက်တီထွက်တော်တော်လေးစိတ်ဝင်စားစရာပွဲကြီးပွဲကောင်းတွေရှိပြီးတော့ဒီတစ်ပတ်မှာအပြေပေါ်နိုင်တာတွေအများကြီးရှိတယ်အခုကမ္ဘာဖလားခြေစပွဲတွေအကြောင်းပြောမယ်ဆိုရင်ခြေစပွဲအောင်ထားတဲ့ဇုံတွေရှိတယ် ကျွန်တော်တောင်မေကတိုက်မှာဆိုရင်လက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားချစ်ပွဲအောက်ထားပြီးဖြစ်တဲ့တပုတ်တရားပိုင်းမှာနယူးဇီလန်အသင်းကပထမအဆုံးအချိန်တနင်္လာအပြည့်ဝရတဲ့အချိန်မှာသူတို့ချစ်ပွဲအောက်ထားပြီးတော့အာရှတိုက်မှာဂျပန်နဲ့အီရန်တို့နှစ်သင်းအောက်ထားတယ်ဆိုတော့ချစ်ပွဲကအာရှသုံးနိုင်ငံကအမေရိကန်ရဲ့ကနေဒါရဲ့မက္ကဆီကိုရဲ့သုံးနိုင်ငံနဲ့အတူဂျပန်အီရန်အာဂျင်တီးနားနယူးဇီလန်ဆိုတော့စုစုပေါင်း9နိုင်ငံချစ်ပွဲအောက်ထားတယ် ပြိုင်ပွဲက48နိုင်ငံဖြစ်တဲ့အတွက်ကြောင့်52နိုင်ငံချစ်ပွဲကြံသေးတယ်ဆိုတော့အခုလောလောဆယ်အနေထားအရတောင်အမေရိကဆုံတောင်အမေရိကဆုံကွန်ဘဘိုကတော့အခုလက်ရှိမှာပွဲစဉ်15ရောက်ပြီဆိုတော့သူတို့ protein ကစားမှာကပွဲစဉ်16 ठी ပဲရှိရှိတာဖြစ်ပြီးတော့အခုတောင်အမေရိကဆုံမှာလက်ရှိအနေထားအရချစ်ပွဲမှာသူတို့အနေနဲ့အခုလောလောဆယ်အနေထားအရ ်ချင်းစပွဲအောင်တာကအာဂျင်တီးနားကအောင်သွားပြီအဲ့မှာအက်ကွေဒိုက23ဥရုဂွေးက27ဘရာဇီးလ်က27ပါရာဂွေးက27နဲ့ကိုလံဘီယာက20ဆိုအဆင့်2ကနေအဆင့်6အသင်းတွေအားလုံးမှာသုံးမှတ်ပဲကွာပြီးတော့မှာပလေးအော့ပိုဇီရှင်ပေါ့လေတောင်အမေရိကကဒီဒီချိန်ကမ္ဘာဖလားပြိုင်ပွဲမှာတိုက်ရိုက်6နေရာအောင်ပဲပလေးအော့တနေရာက wifi တနေရာကိုအခြားလီနဲ့ကားမှာပြည်ပြီး playoff က Venezuela က15မှတ်ကိုဘိုလီးဗီးယားက14မှတ်ဆိုတော့ Venezuela နဲ့ဘိုလီးဗီးယားက playoff တနေရာအတွက်လူရနိုင်ခြင်းရှိတဲ့အချိန်မှာ Brazil ဆိုရင် Carlo Ancelotti နီးပြဖြစ်ဆောင်ရွက်ထားတယ် Ancelotti ရဲ့ပထမဆုံး Brazil squad ကာလိုအန်ချယ်လော့တီကအခုလက်ရှိမှာဘရာဇီးလ်သင်းတဲ့ဘူဘရာဇီးစကွတ်ကိုသူကြီးညာလိုက်တယ်။သူရဲ့အဓိကရွေးချက်ကတော့2026ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်ဖို့ဖြစ်ပြီးတော့ဘရာဇီးလ်သင်းမှာမန်ချက်စတာစီးတီးကိုမှအေဒါဆင်ကိုချန်ထားပြီးတော့အာရဆင်ဘက်ကဘတ်ထိုနဲ့ဖူကိုဆွားရဆိုတဲ့ကိုလံဗီယာဂိုးသမားပါတယ်။ပြီးတော့မှကက်ပတိန်ကတော့အခုလော့ဆယ်နေထားရတော့မာကင်းညော့ကိုရွေးထားတယ်။ဘရာဇီးဘောလုံးအဖွဲ့ချုပ်နဲ့ကာလိုအန်ချယ်လော့တီကတော့နေမာကိုဝေါ်ကက်ချရင်အသင်းကောင်းဆောင်ဖြစ်သူပေးဖို့ရည်ရွယ်ထားတယ်။ဒါပေမဲ့အခုလော့လော့ဆယ်နေထားရ ရပါရစ်စိန့်ဂျာမိန်ရဲ့ချန်ပီယံလိဝင်နာမာကင်းညိုကကပ္ပိန်ကိုဒီကပ္ပိန်ဟောင်းဖြစ်တဲ့ဒန်နီလိုအလက်ဆန်ဒရိုမိုနာကိုကဗန်ဒဆယ် PSG ကပဲလူကတ်ဘယ်ရတိုနောက်ကာလော့စ်အကက်စတိုဆိုတဲ့အင်တာမီလန်နောက်ခံကစားသမားကိုဝက်စလီရဲ့အလက်ဆန်ဒရိုဆိုကူယောပတ်နဲ့ တောင်အမေရိကချီဆိုင်တခါကွင်းလယ်မှာမန်ချက်စတာယူနိုက်တက်ရဲ့ဝါလင်ကွင်းရက်စားမှာကာလိုကက်ဆမီရိုပါတယ်ဘူနိုဂွီမာရက်စ်ပါတယ်ပြီးတော့မှအန်ဒရီပရယ်ရာရဲ့အတ္တလနာကအန်ဒါဆင်နဲ့ချက်စီကနေစတရာဘော့ကိုအငှားကစားနေတဲ့အန်ဒရီယဆန်တူးစ်ပါပြီးတော့ဖလာမင်ကိုကဂါဆန်ပါတယ်ဆိုတော့အရင်တော့ကရွေးချယ်ခံရတဲ့တဲကဂျူလင်တန်လို့ထားပါတော့ဂျူလင်တန်တော့အင်ဂျီဖြစ်သွားလို့ဂျူလင်တန်အပါဝင် တခြားကစားမတွေတော်တော်များများအခု Douglas Lewis တို့ပါတို့ Lucas Paqueta ဒီစားမတွေခြံထားတယ်တိုက်စစ်ကတော့အခုလက်ရှိမှာ Tottenham Hotspur က Richarlison ရဲ့ Vinicius Junior Rafinha Patrick ကနေ United ကိုပြောင်းလာတဲ့ Anthony ပါတယ် Gabriel Martinelli Matthias Cunha နဲ့ Chelsea ရဲ့လူငယ်ကစားမဒီကစားမလေးက Aston Villa William ဆိုတဲ့ချက်တိတ်လေးအဲ့ကစားမလေးကပါပြီးတော့ Antric ကိုခြံထားတယ်ဒါက Brazil ရဲ့လူစင်း Brazil ကအခုဒီ World Cup Qualifier မှာ Ecuador တို့ Paraguay တို့အသင်းတွေနဲ့ကန်ပြီးတော့ World Cup ဖိုင်အောင်လာနိုင်မယ့်အခြေအနေရှိတယ်။ဒီနေရာမှာလက်ရှိချန်ပီယံအာဂျင်တီးနားအသင်းကတော့ဒဏ်ရာပြဿနာတွေပွဲပယ်ရေးအင်ဂျူရီချာမှာတော်တော်များများမပါဘူး။ဒါဂိုဒမာအမီမာတီနက်စ်ပြီးတော့မှဘင်ဒီဒက်စ်က PSV ဂိုဒမာကိုရူရီဆိုတဲ့မာဆေဂိုဒမာပါတယ်ပြီးတော့မှနီကလက်စ်အော်တိုမက်တီကလက်ထောက်အသင်းကောင်းဆောင်ကိုတာဂလီယာဖီကိုပက်ကမိုလီနာရိုမဲရို1 5နောက်ဘယ်ရာဒီဆိုတဲ့မာဆီနောက်ခံကြမ်းမှာပါဝင်မဒီနာဗလန်တီနိုဘာကို ပြီးရင်ဘူလောအပါဝင်နံပါတ်9ဆိုတဲ့အာဂျီနာလူငယ်ကစားမတွေကွင်းလေကရူဒီကိုဒေပေါ်လီယန်ဒရိုပရစ်စတပ်ပြီးတော့မှဂျီရိုဖန်နီလိုဆက်ဆိုအပါဝင်အန်ဆိုဖရန်တက်စ်ပလာစီယို တီယာကိုအယ်မာတာနီကိုပတ်အပါဝဲအခုအရန်နမည်ကြီးနေတဲ့မတ်စတာ2အိုနိုဆိုတဲ့ချက်တိတ်လေးပေါ့လေရီပပလစ်ကစားမှာဆိုတော့အလက်ဆစ်မက်ကလစကဒဏ်ရာကြောင့်ကျန်ခဲ့တဲ့အန်ဆိုဖနန်ဒက်စ်တို့ပရေဒက်ဆိုကပွဲပယ်ပစ်တဲ့ချထားတဲ့အော်တိုမတီလက်ဒီတိုင်းဖြစ်ပြီးတော့တိုက်စစ်ကအသင်းကောင်းဆောင်မက်ဆီပြန်ပါပြီးတော့လော်တာရိုမာတီနက်စ်ကဟူလီယန်အေဗရက်ကနီကိုဂွန်ဇာလက်ပြီးရင်အန်ဂယ်ကိုရတာနဲ့ဂျီယိုဗန်နီစီမီယိုနီပါတယ်ဆိုတော့သူတို့တိုက်စစ်ကအပြောင်းလဲတွေတော့မရှိဘူးဒီလူတွေပဲအလာဟန်ဒိုဂါနာချိုးချန်က ဲ့တယ်။ဆိုတော့ကျွန်တော်တို့ channel ထဲမှာ Montier channel နောက်ဌာနချိုး channel ပြီးတော့မှလီဆန်ဒရိုမာတီနက်စ်ကဒဏ်ရာကြောင့်ကြံပဲမတ်တီးယပ်စ်ကူညာဒဏ်ရာကြောင့်ကြံခဲ့ပြီးတော့အလက်ဆစ်မက်ကလဆာဒဏ်ရာကြောင့်ကြံပဲဂါနာချိုမပါဘူး now grido rodriguez to equatoria de fernandez အပါဝင်တချို့ quality ကသားမှ angel di maria ကတော့နားသွားပြီဆိုတော့ဒါကအခု argentina လူစင်းဖြစ်တယ်ဆိုတော့အခုတောင်အမေရိကဇုံရဲ့ဒီတစ်ပတ်မှာဆိုရင်ကိုမပေါ်မှာအခုလက်ရှိကပွဲစဉ်15ကျွန်တော်တို့ဘောလုံးပြည့်တက်တွေအတွက်ပွဲစဉ်15ကို ပါရာဂွေးနဲ့အူရုဂွေးကံမယ်အက်ကွေဒေါနဲ့ဘရာဇီးလ်ကံမယ်ဘရာဇီးကအဝေးကွင်းသွားကပ်ပြီးတော့ချီလီကွင်းမှာအာဂျင်နာကံမယ်ကိုလံဘီယာပေရူဗင်နီဇွဲလာဘိုလီးဗီးယားဒါပီရာနဲ့ဂျွန်လာဆယ်ရဲနေကြရင်ဘိုလီးဗီးယားချီလီအူရုဂွေးဗင်နီဇွဲလာအာဂျင်နာကိုလံဘီယာဘရာဇီးလ်ပါရာဂွေးနဲ့ ်ပေရူနဲ့အက်ကွေဒေါ်ဆိုတော့တောင်အမေရိကတိုက်က World Cup Qualifying ကနေအာဂျင်တီးနားနဲ့အတူချစ်စပွဲအောင်လာနိုင်တဲ့အသင်းတွေပါလာနိုင်တယ်ဆိုတော့အာရှဆုံကတတိယအဆင့်ပွဲတတိယအဆင့်မှာပွဲစဉ်ကစုစုပေါင်း10ပွဲခံရမှာသူတို့10ပွဲစီကံပြီး2ပွဲပဲကျန်တော့တယ်ဆိုတော့အဲ့မှာအာရှဆုံမှာချစ်စပွဲအောင်ထားတာကအခုလောလောဆယ်မှာဂျပန်နဲ့အီရန်အောင်ထားပြီးဖြစ်တဲ့အချိန်မှာအခုလောလောဆယ်အနေထားရပွဲစဉ်မှာအခုလောလောဆယ်ကျွန်တော်လက်ရှိချစ်ချင်းမှာ UAE နဲ့ Uzbekistan ပွဲရဲ့ ကာတာအီရန်ရဲ့မြောက်ကိုရီးယားနဲ့တာဂျီကစ္စတန်ဆိုတော့ဒါအခုလောလောဆယ်မှာဥစ်ပက်ကစ္စတန်ကတကယ်လို့သူတို့နိုင်ပွဲရတာတို့တည်ကြရင်သူတို့ qualify က qualify မှာနေပြီဥစ်ပက်ကစ္စတန်ကတည်ကြတော့ရှိပြီဘယ်တမတ်တိရတာ UAE ကြံသေးတာဆိုတော့ဥစ်ပက်ကစ္စတန်ကအီရန်နဲ့လာကျွားနိုင်ပြီးတော့ပြီးခဲ့တဲ့အင်ရှင်ကထားက playo အဆင့်ကိုရောက်ဖို့သူတို့အသေးအံလုပ်ရမယ်သူတို့ကအခုလောလောဆယ်အနေထားရခထားဟာအီရန်နဲ့ကြံရမယ်ချစ်စပွဲအောင်ထားပြီးသား ဥစပက်က UAE ကိုမှတော့ကန်ရမယ်ဆို UAE နဲ့ကတာအတွက်ကချာရှိတယ်တစ်ဖက်ကတောင်ကိုရီးယားကမထင်မှတ်ပဲတေးပွဲတွေစတိုက်ကြလိုက်တဲ့အတွက်ကြောင့်သူတို့လည်းထိုက်ပဲကိုရီးယားရဲ့ဂျော်ဒန်ရဲ့အီရတ်ရဲ့အိုမန်ရဲ့အမှ6မှတ်ပဲကွာတယ်ထားပါတော့အီရတ်က12မှတ်ရတော့ကိုရီးယားနဲ့၄မှတ်ကွာတဲ့အချိန်မှာတောင်ကိုရီးယားအနေနဲ့ချစ်စပွဲအောင်ဖို့အတွက်လိုအပ်တယ်ဆိုတော့ကိုရီးယားကအခုလောလောဆယ်မှာ သူတို့ဒီတစ်ပတ်ပွဲစဉ်မှာအဝေးကွင်းမှာအီရတ်ကိုအဝေးကွင်းသွားကြမယ်သူတို့ရှုံးလို့မရအောင်ရှုံးရင်တမတ်ပဲကွာတော့မယ်အချိန်မှာအိုမန်နဲ့ဂျော်ဒန်၊ကူဝိတ်နဲ့ပါလက်စတိုင်းကြရမယ်ဆိုတော့တကယ်လို့ကူဝိတ်နဲ့ဂျော်ဒန်မှာဂျော်ဒန်လည်းချမ်းရှိတယ်တကယ်လို့အီရတ်ကိုကိုရီးယားရှုံးတာနဲ့15ပတ်ဆိုရင်ကိုရီးယားလည်းနောက်ဆုံးပွဲကိုအကျိတ်နဲ့ခံရမယ်သူတို့ကအုပ်စုနောက်ဆုံးပွဲကိုရီးယားကအိမ်ကွင်းမှာကူဝိတ်နဲ့ခံရမယ်ခြေစပွဲကတော့သူတို့အောင်ဖို့တည်ချတဲ့လောက်ပဲဂျပန်ကခြေစပွဲအောင်ထားပြီးကျွန်တော်တို့အာဆီယံကအင်ဒိုနီးရှားအတွက်ချမ်းရှိတယ်ခုအော်စတြေးလျက73မှတ်ဆော်ရီက7မှတ်အင်ဒိုက9မှတ် ါပေမဲ့အင်ဒိုနဲ့အော်စတြေးလျကြမှာလေးမှတ်ပဲကွာတယ်ဒါပေမဲ့လည်းလက်ရှိနေထားရအင်ဒိုနီးရှားတို့ရဲ့ chance ကတော့ slim chance ပဲဒါဆိုသူတို့ရဲ့လက်ကျန်ပွဲနေထားရသူတို့အခုအော်စတြေးလျနဲ့ဂျပန်ပွဲမှာတကယ်လို့ဂျပန်နိုင်လိုက်ပြီးတော့အင်ဒိုနီးရှားကတရုတ်ကိုအင်ကွက်မှာနိုင်ခြင်းအခုလက်ရှိမှာအင်ဒိုနီးရှားက17မှတ်ဖြစ်သွားမယ်အော်စတြေးလျက73မှတ်အဲ့ချိန်မှာဆော်ဒီအာရေဗျကသူတို့ကအဝေးကွက်မှာဗာဒိန်ကိုနိုင်သူတို့လည်းအမှလက်ကျန် chance နောက်ဆုံးပွဲမှာအင်ဒိုနီးရှားကဂျပန်ကိုအဝေးကွက်ကပ်ပြီးတော့ဆော်ဒီအာရေဗျနဲ့အော်စတြေးလျကန်ရမယ်ဆိုတော့ ဆိုတော့ဒီကသူ့ပွဲနှစ်ပွဲသုံးနိုင်ခဲ့ရင်သူတို့မှာညှော်လင့်ချက်ရှိတယ်ဒါပေမဲ့ဂျပန်ရှိကဖေဗာလိုအပ်တယ်အင်ဒိုနီးရှားလည်းဒီတိုင်းပဲဒီအုပ်စုကအင်ဒိုနီးရှားတောင်မှ World Cup Qualify အတွက်ညှော်လင့်ချက်ရေးရေးလေးရှိတယ်ဒါကအခုလောလောဆယ်အနေထားရတခါဥရောပဇုံပေါ်လေဥရောပဇုံကတော့ကျွန်တော်ဘောလုံးပြည်သက်တွေအတွက်အစောကြီးတည်းကကန်ထားပြီးသားပွဲတွေရှိတယ်ဥရောပဇုံမှာကျွန်တော်အုပ်စု A အုပ်စု B အုပ်စု C အုပ်စု D E F G မှာကျွန်တော်ကန်ထားတာဆိုတော့အုပ်စု G ပိုလန်ကအခုလောလောဆယ်မှာနှစ်ပွဲခန်းစား6မှတ်ဖင်လန်က2ပွဲမှာ6မှတ် ထားတယ်။ Netherlands ကမကန်အပ်သေးဘူးသူတို့က Nation League ကစားထားလို့ Osu H မှာ Bosnia က6မှတ် Romania က3မှတ်ရတယ် Cyprus က3မှတ် Osu I မှာ Norway က2ပွဲကစား6မှတ် Estonia က3မှတ် Israel က3မှတ် Italy ကတစ်ပွဲမှမကန်ရသေးဘူး။နောက် Osu G မှာမြောက် Macedonia နဲ့ Wales က၄မှတ်စီရပြီးတော့ Belgium မကန်ရသေးဘူး။ England ကလည်း Thomas Tuchel လက်ထက်မှာ2ပွဲနိုင်ထားတယ်။ So England ကလက်ရှိနေထိုင်ရ2ပွဲဆက်နိုင်ထားတယ်။သူတို့လည်းအင်္ဂွေမှာကြီးကပ်ပြီးတော့နိုင်ထားပြီးတော့အခုလက်ရှိမှာ Albania က3မှတ်လက်ဗီယာက3မှတ်ဆာဗီယာကမကန်ရသေးဘူးနောက်ချက်ရီပါဘလစ်ကသူ့အစုမှာမူတီနီကိုနဲ့သူ6မှတ်ရပြီးတော့ခရိရှားကမကန်ရသေးဘူးဆိုတော့ဒါကယူရိုဇုန်တွေပဲရှိသေးတယ်ဒီတစ်ပတ်မှာတော့အသင်းကြီးတွေပွဲတွေ Nation League ကမဲ့ပွဲတွေကတော့ဆက်ပြီးတော့ရှောင်းအောင်မှာဖြစ်တယ်ဒါကအခု2026 American Canada Mexico ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ World Cup Qualifying ကနေနောက်ထပ်ချေစပွဲအောင်တဲ့အသင်းတွေထွက်ပေါ်လာနိုင်ပွဲရှိတဲ့အကြောင်းပါအားလုံးကျေးဇူးတင်ပါတယ်